မိတ်ဆွေများအားလုံးမင်္ဂလာပါဆရာကတော့ပုံနာတော်နတ်ခတ်ပေတင်ဆရာပြမနာသိတိဖြစ်ပါတယ်အခုဗီဒီယိုလေးကတော့တောက်ကြနေနန်ဘွားဆရာမိတ်ဆွေများအတွက်2025ခု6လပိုင်းအတွက်ပုံနာတော်နတ်ခတ်ပေတင်တလစာဟောစနယ်လေးဖြစ်ပါတယ်2025ခုဂျွန်လ6လပိုင်းအတွက်ကောစာနတ်ခတ်ကြိုရာတိခွင့်ရတောက်ကြနေနန်ဘွားတာသမီများခင်ဗျာအခု6လပိုင်းအတွင်ပေါ့နော်စီဝါကန်စာတာမှာအထူးကန်ကောင်းရတဲ့အခါကာလတစ်ခုဖြစ်လို့နေပါတယ်နော် တောက်ကြနေနဲ့အချင်းချင်းတနင်္ဂနွေနေ့နဲ့သာသမီတနင်္လာနေ့နဲ့သာသမီတွေနဲ့ဆက်တူလုပ်ငန်းလုပ်ကင်ခြင်းတွေမှာအဆင်ပြေမှုအောင်မြင်မှုအထူးအကောင်းအဖို့ရှိပါတယ်အရက်ဒေတာအဖြစ်မြောက်အရက်အရှိမြောက်အရက်နဲ့အရှိအရက်တွေကစီးပွားကံစားတာအချို့ပေးအကောင်းတဲ့အခါကာလဖြစ်ပါတယ်ခီးတို့ခီးရှည်ညိုင်ညက်နဲ့ခီးများဖျားခုဖျားဖို့ခီးများထွက်ကောင်းပါတယ်ကျမ်းမာရေးကံစားတာမှာဆိုလို့ရှိရင်ကံစားတာအဖြစ်အပြက်မရှိပါဘူးเนาะမူလယောဂအခန်းရှိသူများဖို့ကျမ်းမာရေးကောစာကံစားတာကောင်းမှုလို့ကောင်းမှုမှုရှိပါတယ်မူလယောဂအခန်း ရှိသူများအတွက်ပေါ့နော်တတိထားမယ့်ယောဂတွေကအဆုတ်သွေးလက်ပတ်ခြင်းနဲ့သွေးနဲ့ပတ်သက်တဲ့ယောဂအခန်းရှိသူများအသက်ရှူရခက်တဲ့ယောဂရှင်များအနေနဲ့တတိအရန်ထားတတ်တဲ့အရှင်ကာလအနေနဲ့လည်းရှိပါတယ်နော်လေနဲ့ပတ်သက်တဲ့ယောဂတွေတတိထားတတိထားတတ်ပါတယ်အစာတော့အထူးတတိပြုရတတ်ပါတယ်ရုပ်တရက်အမောဖောက်တာမျိုးတွေအမောဖောက်တဲ့ယောဂရှိသူများတွေနော်တတိထားတတ်ပါတယ်အဓိကအပြင်ဆရာတို့ဒီ6လပိုင်း14ရက်ဒီ6လပိုင်းအစနေပေါ့နော်6လပိုင်း14ရက်အတွင်းမှာဒီယောဂတွေတတိထားတတ်ပါတယ် လူမှုရေးရာကန်ဆာတာအနေနဲ့တရက်နဲ့တရက်ကနေ14ရက်နေအတွင်းပေါ့နော်ကန်ဆာတာအညံ့ရှိပါတယ်နော်တက်တေကလက်မှတ်ထိုးတာငွေကြေးအာမခံတာလူမှုရေးရာအကူအညီပေးတာမျိုးတွေကိုနော်လရဲ့အစတရက်နေ့ကနေ14ရက်အတွင်းမှာလုံးဝရှောင်ရှားတင်ပါတယ်ကိုစေနာကပဲကိုမဝေးနာပြန်ဖြစ်ပြီးတော့မှစိတ်မကောင်းခြင်းတွေဖြစ်ရတတ်ပါတယ်လူမှုကန်ဆာတာ ကပေါ့နော်လူမှုကန်စရာအနေနဲ့ဆလေးရနောက်ပိုင်းမှာဂျိုးစင်ကင်းလွတ်သွားလို့ပေါ့နော်အနောက်ရှာမရှိတဲ့အတွက်ပြန်လည်တင်းမြတ်ပြီးတော့အဆင်ပြေပြေလည်ရတဲ့အချိန်ကာလပြန်ဖြစ်သွားပါတယ်နော်လူမှုရေးရအကူအညီအလောက်ကန်နေအောင်မြင်ရတဲ့အခါကာလပြန်ဖြစ်သွားပါတယ်အချိန်ရေးကန်စတာအိမ်ထောင်ရေးကန်စတာမှာစမ်းကန်တက်တဲ့အခါကာလဖြစ်ပါတယ်နော်ကန်စတာအချိန်ရေးအိမ်ထောင်ရေးကန်စတာအပြက်နော်အနောက်ရှာဂျိုးအနောက်ရှာမရှိပါဘူးနော်အဖြတ်ကြိုရန်ကြိုများလဲကင်းစင်နေတဲ့အခါကာလဖြစ်ပါတယ် ပြီးလို့ရှိရင်ဆရာတို့အိမ်ထောင်ရှင်များအနေနဲ့ပေါ့နော်ဟိုကံပေါ်တက်တဲ့အခါကာလဖြစ်တဲ့သူမလို့မော်အိမ်ထောင်ရှင်သားအိမ်ထောင်တွေများနော်သာသမီထုံကားခြင်းနော်ပြည့်ရသူများချီးရေးဆိုရမှာအစဉ်ပြေခြင်းအောင်မြင်ခြင်းစတဲ့ကံစားတာအထောက်ပံ့တွေကိုလည်းပဲရရှိတတ်ပါတယ်တောက်ကြနေနေကိုဝန်ဆောင်အမျိုးသမီးရတဲ့ပေါ့နော်ဒီလာတဲ့မီးပွားမယ်ဆိုလို့ချင်းဆရာတို့အရှိမြောက်အရက်နော်အရှိအရက်မှရှိတဲ့စေယုံစေပေကန်းမျိုးကိုပို့ပြီးတော့ရွေးချယ်သင့်ပါတယ်ရှောင်းအောင်မဲ့အရက်ကတော့အရှိတောင်အရက်ကိုရှောင်ရှားဖို့ဆရာအကြံပေးလို့ပါတယ် တောက်ကြနေတဲ့သားသမီးတွေကဘုံမီအရက်ဖြစ်လို့မလို့ဆရာရှောင်ဖို့အကြံပေးတာဖြစ်ပါတယ်။ဘုံမီအရက်ကမတန့်တော့အရာထားရနေရလို့ညှို့ဆိုတဲ့အတွက်ဆရာဘုံမီအရက်ကိုရှောင်ဖို့အကြံပေးတာဖြစ်ပါတယ်။ပညာရေးကန်စားတာမှာအနှဲငယ်အညာဘက်ကိုဥတည်နေပါတယ်။ပညာဉာဏ်နဲ့ပတ်သက်ပြီးတော့မှပညာဉာဏ်ကိုမိပြီးတော့လောက်ကင်သူများယာဒူးထာနန္ဒရအတွက်စံမဝဲဖြစ်ဆိုမဲ့သူများအတွက်ဒီလရဲ့ကန်စားတာအားကအပြော့မင်းမိန်နေတဲ့အတွက်စိတ်မရှိခြင်းစိတ်ချုပ်ထွေစိတ်မကြည်မလင်ဖြစ်ခြင်းမအောင်မြင်ခြင်းတွေဖြစ်ရတတ်ပါတယ်။ဒီအတွက်ကိုအဆောင်ရတဲ့အနေနဲ့ဂန်းကောင်ဒါမှမဟုတ်လို့ရှင်ခရီး เนาะခရီးရွက်6ရွက်စောင်းယူပြီးစူးစမ်းမှာပင်ပင်မမစူးစမ်းမှုရဲ့အသေးအပွင့်တွေကိုအပြည့်အဝခန်းစားရမှာဖြစ်ပါတယ်တပားသူအားလည်းအုံဒီပါတော့မဟုတ်ဒါမှမဟုတ်လို့ရှင်အုံရီတိုက်တာဒါမှမဟုတ်လို့ရှင်လှူတာမျိုးပြုလုပ်ပေးပါ6လပိုင်းအတွက်ကံအကျိုးပေးအကောင်းနဲ့ကနန်းတင်ချာအနေနဲ့တစ် နှစ်6ပေါ့နော်တက္ကနန်းနှစ်ကနန်း6ကနန်းလေးကိုစာရွက်အဖြူတွေရပုံမှာဆော့ပင်နေနဲ့ရေးပြီးတော့ကိုယ့်ရဲ့ငွေဝင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်စသဖြင့်ကိုယ်ပိုင်ငွေကြေးထားရနေရမှာငွေတွေနဲ့အတူပေါ့နော်အဆောင်ရတရားအဖြစ်ထားကြည့်ပါထုံငွေများမြဲခြင်းအကျိုးတစုံတရာမရှိဘဲကုန်ခန်းခြင်းနေရာနေကာကွယ်နိုင်ပါလိမ့်မယ်လက်လာပါတန်ပွင့်နာမျိုးတွေကြုံရပါလိမ့်မယ်ပြီးလို့ရှိရင်ဒီကနန်းတွေကိုပေါ့နော်ငွေကြေးကိစ္စစာချုပ်စာတမ်းကိစ္စနော်အယောင်းဝယ်ကိစ္စတွေအမြန်ဆုံးများလို့တဲ့ကိစ္စတွေမှာနော် အချိန်ကာလအနေနဲ့တော့၎င်းเนาะဆရာတို့ဒီအယောင်းဝယ်အမြန်ဆွန်းเนาะများလို့တဲ့ကိစ္စတွေမှာအချိန်ကာလအနေနဲ့တော့၎င်းရက်ဆွဲအနေနဲ့တော့၎င်းเนาะတိုက်ဆိုင်ပြီးတော့တေးချာချာအသုံးချကြည့်ဖို့ဆရာအကြံပေးလို့ပါတယ်မိမိရဲ့ကောင်းမှုကုသိုလ်ကံနော်မိမိရဲ့ကုသိုလ်ကံအကျိုးပေးဖို့မူတည်ပြီးတော့မှအကျိုးစီးပွားများဖြစ်ထွန်းတာကံအကျိုးပေးအားကောင်းတာမျိုးတွေကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မယ်ထိုစာရွက်အပိုင်းအစများကိုနော်ဒီထိုစာဒီအဆောင်ရတရားထားတဲ့စာရွက်အပိုင်းအစလေးတွေကို6လပိုင်းလကုန်တဲ့အခါမှာ ဓာတ်ရတရားအဆောင်ရတရားပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့တန်ရှင်းတဲ့မြေချောင်းတွေမှာရေရှင်မှာဆောင်းရမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေတဲ့6လပိုင်းအထူးရတရားအနေနဲ့မိမိရဲ့နင်းနံဖျားနော်ညောင်ရဖျားဒါမှမဟုတ်ရှင်ကိုယ့်ရဲ့အိမ်ဖျားမှာနော်တင်းညွတ်22ညွတ်ကတ်လူပူဇော်ပေးပါအချိန်အနေနဲ့မနက်6နာရီကနေမနက်9နာရီခွဲအတွင်းရအောင်ကတ်လူပူဇော်ပေးရမှာဖြစ်ပါတယ်။အထူးသဖြင့်ကျားတို့6ရက်7ရက်နော်20ရက်နေ့နော်28ရက်နေ့တောက်ကြနေ့တွေမှာအထူးကတ်လူပူဇော်ပေးပါ။ ဖျောင်းတိုင်း21တိုင်းအမွေးတိုင်း21တိုင်းမီးထုံးပူဇော်ပေးရပါမယ်။နက်ခတ်ရတရားတွေမို့လို့ဓာတ်ရှုပ်ထွေးမှုမဖြစ်အောင်တေချာစစ်စစ်ပြီးတော့မှစီစဉ်ပေးထားတဲ့အတွက်ရတရားဖြစ်မြောက်အောင်မြင်လို့သူများတေချာလူတန်းပြီးတော့မှဓာတ်ရတရားအောင်မြင်အောင်ကြိုးစားကြပါလို့ဆရာအကြံပေးလိုပါတယ်။ဆရာစီမှာနက်ခတ်ကန်စားတာတွက်လို့သူများစီးပွားရေးအခြေရေးအိမ်ထောင်ရေးနော်ကျမ်းမာရေးပညာရေးလူမှုကိစ္စအဝဝတွေကိုမေးမြန်းလိုတာများရှိလို့ရှိရင်ဆရာဖုန်း3961118936ဖုန်းကို ဖုန်းတိုက်ရိုက်တော့လကောင်း Viber WhatsApp တွေကနေတော့လကောင်းတိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ညံပူဇော်က1000ကျပ်ဆရာတက်မှတ်ပေးထားပါတယ်ဆရာရဟောကန်းလိပ်စာကတော့35လမ်းနဲ့83လမ်းတောင်းချမ်းရည်တာဆန်မြို့နယ်ဘောဒီကုံပုံနဲ့စုမန္တလေးမြို့ဖြစ်ပါတယ်တောက်ကြနေနံဖွားမိတ်ဆွေများကိုကျမ်းမှာစစ်ချမ်းသာပြီးတော့မှ6လပိုင်းတလာလုံးဘေးပင်ရခတ်တဲ့အပူခတ်တဲ့ကင်းရှင်းကြစေပြီးတော့မှ အောင်မြင်မှုကိုစီရနိုင်ကြသေးဖို့အတွက်ဆရာဆူတောင်းပေးနေတဲ့ဆရာတို့ဒီတောက်ကြနေနံတာပြီးတဲ့တလားစာဟောဆန်းလို့ဆရာဒီမှာပဲအဆုံးသတ်လိုက်ပါတယ်တောက်ကြနေနံတာပြီးများအားလုံးအဆင်ပြေအောင်မြင်ကြပါစေခင်ဗျာ